မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတထေးဖြစ်နီးအခန်း46အများဤအကူအညီကိုရယူပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ကိုတယောက်တည်းနဲ့တော့အောင်မြင်မှု မရနိုင်ပါဤစကားသည်ရှေးရိုးစကားဟောင်းဖြစ်သည်သို့တော်စကားဟောင်းဖြစ်တော်လဲအမြဲမှန်သောစကားဖြစ်၏ မိတ်ဆွေသည်ကိုချောင်းနှင့်ကိုလျှောက်တိုင်းထင်သလောက်ခยีမရောက်နိုင်ပါအောင်မြင်ရဲ့အတွက်အခြားသူများဤအကူအညီကိုမလွဲမသွေလိုအပ်သည်ထို့ကြောင့်ကျင်းတွေပေါ့အောင်မြင်နည်းများမှာမိမိအားကူညီနိုင်မည့်ပုံကိုအားလုံးကိုစည်ရင်ချ၍ရေးခြင်းဖြစ်၏ထို့နောက်ပုံကိုတည်တည်ဤနတ်မြေဘေးတွင် ဖြစ်စေအောက်တွင်ဖြစ်စေ ထိုပုဂ္ဂိုလ်ပေးနိုင်မည်အကူအညီအမျိုးအစားကို ရေးထားပါထိုစီရင်ကိုလက်ဆွဲထားပြီးမိမိလိုချင်သောအကူအညီကိုတက်ဆိုင်ရာပုဂ္ဂိုလ်များထံတွင် တောင်းခံပါအကူအညီတောင်းခံရာတွင်ယဉ်ကျေးစွာ ပွင့်လင်းစွာ မျှော်လင့်စွာအမြဲတောင်းခံပါကျွန်ုပ်၏လိုချင်နာကိုရအောင်လုပ်နည်းစာအုပ်တွင် အကူအညီတောင်းခံနည်းကို အသေးစိတ်ဖော်ပြထားသည်ထို့ကြောင့်ဤစာအုပ်တွင်နည်းတနည်းကိုသာအဓိကထား၍ဖော်ပြပါမည်ထိုနည်းမှာအထက်ကဖော်ပြခဲ့သည့်အတိုင်းမိမိအားအကူအညီပေးနိုင်မည့်ပုဂ္ဂိုလ်အားလုံးကိုစရင်ချရေးပြီးနောက်မိမိတောင်းခံလိုသောအကူအညီကို ပုဂ္ဂိုလ်တဦးချင်းထံတွင်ရင်ကျေးစွာ ပွင့်လင်းစွာ မျောလင့်စွာ တောင်းခံနည်း ဖြစ်သည်တကယ်တော့ဤနည်းသည် အစမ်းမဟုတ်ဖြမ်းမြခြင်းဏိယာမကိုအတုံးချခြင်းဖြစ်သည်မိမိနေဖြင့်တင်းတစ်လျောက်ပတ်စွာ တောင်းခံတတ်လျင်အများစုက အကူအညီပေးကြလိမ့်မည်ဤသို့ဖြင့်မိษွေသည်ဤနည်းကို မကျင့်သုံးမိကထက် အများကြီးတို့တက်လာလိမ့်မည်သို့သောမိတ်ဆွေဤမန်းရဲ့ဘလောက်ပဲတန်မိုးရှိရှိ မိတ်ဆွေဘလောက်ပဲကောင်းကောင်းအချို့ပုဂ္ဂိုလ်များက အကူအညီပေးရန်ညှင်းဆန်ကောင်းညှင်းဆန်လိမ့်မည်ညှင်းဆန်တော်လဲတစက်ကလေးမှ စိတ်ဓာတ်မကြပါနဲ့ထိုပုဂ္ဂိုလ်ဤနမည်ကိုစရင်မှဖယ်ထုတ်ပြစ်လိုက်ပါပြီးနောက်အကူအညီရနိုင်မည်ဟုထင်ရသော အခြားပုဂ္ဂိုလ်နှစ်ယောက်ဤနမည်များကိုထပ်ဖြည့်လိုက်ပါ ဤနည်းဖြင့်မိษွေအားအောင်မြင်အောင်ကူညီနိုင်သည့်ပုံကိုယ်တွေအများကြီးရရှိလာလိမ့်မည်ဤနည်းသည်တယောက်တည်းလှုပ်ခြင်းတဲ့အများကြီးပို၍ထိရောက်သောနည်းဖြစ်သည် အကူညီပေးသည့်ပုံကိုယ်တွေပို၍များလာလေလေ အောင်မြင်မှုလည်းပို၍ကြီးမားလေလေပင်ပို၍မြန်ဆန်လေလေပင်တနည်းဆိုရရင် ပို၍မြန်မြန်ပို၍များများကြီးပွားလေပင်မင်္ဂလာပါခင်ဗျာဆာမောင်ဘောထွန်းဘာသာပြန်တဲ့အမြန်ဆုံးတစ်သေးဖြစ်နီးအခန်း49ဘလို့လုံးလို့ဖြစ်နိုင်တယ်လဲအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်အရာရာတိုင်းကိုတိုးတက်ပြုပြင်၍ရနိုင်သည်အရာရာတိုင်းကိုတိုးတက်ပြုပြင်ရမည် တိုးတက်မပြုတ်ရင်လင်ခိမိတိုးတက်မှုမရှိသောကြောင့်ပြောင်းလဲပျက်စီးခြင်းသို့ဆိုက်ရောက်ရလိမ့်မည်ဤချက်ကိုဤစာအုပ်ရှေ့ပိုင်းတွင် အထူးပြု၍ဖော်ပြခဲ့၏ဤချက်ကြောင့်ပင်ဤခန်းကို ရေးသားရခြင်းဖြစ်သည်ဤခန်းသည်အလွန်တိုသည်ထို့ကြောင့်ဤအခန်းတွင်ပေါ်ပြထားသည့်သင်္ကန်းစာလဲအလွန်တူ၏သို့တော်လဲ ဤသင်္ကန်းစာသည်အများဆုံးတထေဖြစ်နည်းတွင် မရှိမဖြစ်လိုအပ်သောသင်္ကန်းစာတစ်ခုပင် ဖြစ်သည်။ယင်းသင်္ကန်းစာမှာအောက်ပါအတိုင်းဖြစ်၏။၁တခုခုကိုတိုးတက်ပြုပြင်ရန်ဖြစ်နိုင်ပါမလားဟူ၍ဘယ်တော့မှမမေးပါနှင့်။၂တခုခုကိုဘယ်လိုတိုးတက်ပြုပြင်နိုင်မှာလဲဟူ၍ အမြဲတမ်းမေးပါဤကဘာတွင်တစုံတစ်ယောက်ကတိုးတက်ပြုပြင်၍ရနိုင်သော ကုန်ပစ္စည်းတွေနည်းစနစ်တွေစီမံငိန်းတွေဝန်ဆောင်မှုတွေအရာဝတ္ထုတွေနှင့်ပြည့်နှက်နေသည်သို့ဆိုလျှင်ထိုအရာတွေကို မိတ်ဆွေကောတိုးတက်မပြုတ်ပင် နိုင်ပေဘူးလားနိစ္စကိုတည်လျှင် မိတ်ဆွေလည်းတိုးတက် ပြုပြင် နိုင်သည်လွယ်လွယ်ကလေးပါဘလို့တိုးတက်ပြုပြင်နိုင်တယ်လေဟူ၍မေကွန်းထုတ်ကြည့်ပါဘလို့လှုပ်လှုပ်ဖြစ်နိုင်တယ်လေဟူ၍နီလန်းရှာဖွေကြည့်ပါအင်းဒီဒီကျင်းဒီပေါအမြန်ဆုံးတထေးဖြစ်နီးတနီးဖြစ်၏ မင်္ဂလာပါခင်ဗျာဆရာမောင်ပေါ်ထွန်းဘာသာပြန်တဲ့အမြန်ဆုံးတစ်သေးဖြစ်နီးအခန်း48ကိုကိုကိုလှအောင်ထုတ်ပိုးပါအခန်းကိုတင်ဆက်ပေးလိုက်ပါတယ်ကုန်ပစ္စည်းတွေဈေးကြီးလျင်လူတိုင်းပင်ညှိကြသည်ဈေးကြီးရခြင်းအ धिक အကြောင်းတရမှာထုတ်ပိုးစရိတ်ကြီးသောကြောင့်ဖြစ်၏ကုန်ပစ္စည်းတစ်ခုကိုလှ ပတေသက်ခိမီသောအထုပ်ဘူးပလင်းစသည်တို့ဖြင့်ထဲ့ပေးမှသာလူတွေကလည်းတမက်တမောဝေခြင်းကြသည်ထို့ကြောင့်ယနေ့ခေတ်တွင်ဘဲကုံပစ္စည်းမဆိုဝဲသူကိုဆွဲဆောင်နိုင်သောထုတ်ပိုးမှုမပါလျင်ဈေးကွက်တွင်နောက်ကောက်ကြမည်မှာတေကြ၏ဤတွင်လူတွေအတွက်အရေးကြီးသောသင်ခန်းစာတစ်ခုပေါ်လာသည်တခြားမဟုတ် လူတွေဝဲချင်းအောင်ကုန်ပစ္စည်းကိုလှလှပပထုတ်ပိုးရသလိုဘဝတွင် အောင်မြင်မှုရလိုသူသည်လည်းကိုယ့်ကိုယ်ကိုလှအောင် ထုတ်ပိုးရမည်ဟူသောသင်္ကန်းစာပင်ဖြစ်သည်သို့ဆိုလျှင်မိတ်ဆွေသည်ဘဝတွင် အောင်မြင်မှုရရှိနိုင်အောင်ကိုယ့်ကိုယ်ကိုဘယ်လို ထုတ်ပိုးမှာလဲလူတွေကမိတ်ဆွေကို ကြည်လျင် မိတ်ဆွေဤပညာဉာဏ် မိတ်ဆွေဤဘဟုတုဒ္ဒများကို ပထမဆုံးမြင်လိမ့်မည်မဟုတ်မိတ်ဆွေဤထုတ်ပိုးမှုကိုသာ ပထမဆုံးမြင်ကြလိမ့်မည်မိတ်ဆွေဤထုတ်ပိုးမှုဆိုဒီမှာမိတ်ဆွေဤရုပ်တွင်ပင်ဖြစ်၏မိတ်ဆွေကကိုယ်ရည်ချင်းကို ထုတ်ပြရန်ဘလောက်ပင်ကြိုးစားကြိုးစားလူတွေကမိတ်ဆွေဤပြင်ပရုပ်တွင်ကိုသာပထမဆုံးမြင်ကြ၏ အထက်ကဆိုခဲ့သောကုန်ပစ္စည်းထုတ်ပိုးမှုကိုပြန်တွေးကြည့်ပါအတွင်းကပစ္စည်းဘလောက်ပင်ကောင်းကောင်းအပြင်ကထုတ်ပိုးထားပုံ ပလင်းပုံဘူးပုံကို မလှမပမတိမတက်ဖြစ်ကြရဆန်းပြီးစလွယ်လှုပ်ထားသောကြောင့်မဝယ်ဘဲပြန်လာသူတွေတပုံကြီးရှိသည်ထိုသူတွေအထဲတွင်မိတ်ဆွေလဲတယောက်အပါအဝင်ဖြစ်ကောင်းဖြစ်နိုင်၏ ဆိုလိုတာကတော့လူတယောက်ဖို့အောင်မြင်မှုရရှိရန်ပြင်ပဟန်ပန်အရေးကြီးသည်ဟူသောအချက်ပင်ဖြစ်၏မိတ်ဆွေအနေဖြင့်အခြားသူများနှင့်စကားမပြောရသေးမီတွင် သူတို့ကမိတ်ဆွေ၏ပြင်ပရုပ်တွင်ကိုကြည့်၍သာအကဲခတ်ဆုံးဖြတ်ကြသည်သို့ဆိုလျှင်မိတ်ဆွေ၏ပြင်ပရုပ်တွင်ကမိတ်ဆွေအကြောင်းဘာပြောပြသလဲ စိတ်ပညာရှင်များသည်ရုပ်ပုံလွှာတီထောင်မှု အကြောင်းကိုသူတေသနာပြုလေးလာရာတွင် လူတယောက်ဤပြင်ပရုပ်ပုံလွှာသည် အခြားသူများဤမတိစိတ်တွင်နက်နက်ရှိုင်းရှိုင်းဆွဲထင်ကြံနေရစ်သည်ဟုသောအချက်ကိုသိရှိကြ၏မိစေဤအိမ်တွင်ကိုလုံးပေါ်မှန်ကြီးရှိပါသလားရှိလျင်မှန်ထဲတွင် ကိုကိုကို ပြန်ကြည့်ကြည့်ပါသောသောကိုမျက်စိနှင့်မကြည့်ပါနှင့်အခြားသူများဤမျက်စိနှင့်ကြည့်ပါ အခြားသူများကမိတ်ဆွေကို ကြည့်သလိုကြည့်ပါမိတ်ဆွေဤအလုံးရှင်လုံဖို့ကင်မဲ့မိတ်ဆွေ အပေါင်းအသင်းအိမ်နီးချင်းများဤမျက်စိတွင်သို့မဟုတ်စိတ်ထဲတွင်မိတ်ဆွေကိုဘလို့မြင်နိုင်သလဲဟူသောအကြည့်မျိုးဖြင့်ကိုကိုကိုပြန်ကြည့်ပါ အထူးဖြင့်မိတ်ဆွေဤအောင်မြင်မှုအတွက်အကူအညီပေးနိုင်သော ပုံကူများဤအမြင်ဖြင့်ကြည်ပါ မိတ်ဆွေသည်အောင်မြင်မည်ရုပ်တွင် ပေါက်ရဲ့လားအရေးပါသည့်လူစားမျိုးနှင့် တူရဲ့လားမိတ်ဆွေအားအမြန်ဆုံးတထေးဖြစ်အောင်ကူညီနိုင်မည့်ပုံကူတွေက လေးစားသော အထင်ကြီးသောရုပ်တွင်မျိုးရှိရဲ့လားရှိလျင်မိတ်ဆွေအမြန်ဆုံး တထေးဖြစ်နိုင်သည်မရှိရင် ရှိအောင်လို့အမြန်ဆုံးတထေးဖြစ်လာလိမ့်မည်